င်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grace သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်အခန်း3အားသင်ခန်းစာ2အားအမျိုးမျိုးကိုဒီချက်တို့ဆက်ပြီးတော့လေ့လာကြရအောင်ကဲဟုတ်ပြီအားအမျိုးမျိုး ကဲအဲ့တော့တချို့အားအမျိုးမျိုးလို့ပြောပြီးဆိုတဲ့ဟာတချို့ပေါင်ဝင်းကျင်မှာတိတာစွာမြင်တွေ့ရတဲ့အားနဲ့တဘာဝအလျောက်ဖြစ်ပေါ်တဲ့အားဆိုပြီးတော့ရှိတယ်။ကဲအဲ့တော့တချို့လုပ်ငန်းလေးကိုဆက်ပြီးလေ့လာမယ်။ပေါင်ဝင်းကျင်မှာတိတာစွာမြင်တွေ့ရတဲ့အားနဲ့တဘာဝအလျောက်ဖြစ်ပေါ်တဲ့အားများကြောင့်ကိုတချို့လေ့လာကြရအောင်။ ါဝင်ခြင်းမှာတိတာစွာမြင်တွေ့ရတဲ့အားတွေကတော့အလေးချိန်ဆိုတဲ့ weight ပြီးရင်ကာယအားဆိုတဲ့ body force ရုံးပြန်အားဆိုတဲ့ elastic force ပုံမှုအားဆိုတဲ့ function နဲ့ဒီချေတို့အရေအတွင်းပင့်မှာအားဆိုတဲ့ buoyancy ပြီးရင်တိုးအားနဲ့ဆွဲအားဆိုတဲ့ push and pull စသည်လိုပဲဖြစ်ပါတယ်ကွယ်တဘာဝလေးရောက်ဖြစ်ပေါ်တဲ့အားတွေဆိုလို့ရှိရင်တော့ drag ဆွဲအား gravitational force နဲ့လျှက်စစ်အားတွန်းအားနဲ့ဆွဲအား electric force နဲ့ တန်လိုက်အားဆိုတဲ့တွန်အားဆွဲအား magnetic force ဆိုပြီးတော့မှတချေတို့လေ့လာနိုင်ပါတယ်။ကဲဟုတ်ပြီ။အဲ့ဒီဒီတွေကမှမှတချေတို့ကအားတွေ၅မျိုးအကြောင်းကိုတချေတို့လေ့လာကြမယ်နော်။ကဲအဲ့တော့ဒီကချက်အနေနဲ့ကတော့ပတ်ဝန်းကျင်မှာတိတာစွာမြင်တွေ့ရတဲ့အားနဲ့တဘာဝလျောက်ဖြစ်ပေါ်တဲ့အားဆိုပြီးတော့မှရှိပါတယ်ကွယ်။ကဲတချေတို့ဆက်ပြီးလေ့လာမယ်။ဒွတ်ဆွဲအားကဲဟုတ်ပြီအရာဝတ္ထုတစ်ခုရဲ့ဓာတ်ထုဆိုဒီမှာအရွယ်အစားနေရာယူမှုရှိပြီးတော့ ပါဝင်တဲ့ဒရက်တာပမာဏကိုခေါ်ပါတယ်ဒရက်ထူကိုဒီချေတို့ပိတ်တာကျက်တာကီလိုဂရမ်တို့နဲ့ဒီချေတို့တိုင်းတယ်ဒရက်ထူနှစ်ခုကြားမှာဖြစ်ပေါ်နေတဲ့အပြန်အလှန်ဆွဲအားကိုဒရက်ဆွဲအားလို့ခေါ်ပါတယ်ကဲဒီချေတို့ကလုပ်ငန်းတက်ကလေးကိုဆက်ပြီးလေ့လာမယ်အဲ့တော့ចောင်းသုံးសាឧបပါပုံ3ទုံးကိုဘယ်လိုနားလဲပါဒလဲ ဟုတ်ပြီအဲ့တော့တချေတို့ကပုံလေးကိုကြည့်ကြည့်နော်အဲ့တော့ရာဝတ္ထုနှစ်ခုကြာမှာဒွတ်ဆွဲအားရှိပါတယ်ကဲအဲ့တော့တအားသမီးတို့ရပါသလားတချေတို့မြားလေးရပါဖြစ်လေခေါင်းချင်းလေးစိုင်ပေးထားရနော်အဲ့တော့ရာဝတ္ထုနှစ်ခုကြာမှာဒွတ်ဆွဲအားရှိပါတယ်တအားသမီးတို့နားလည်မယ်လို့တချေထင်ပါတယ်တချေနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ကဲဟုတ်ပြီ လုပ်ငန်းနှစ်ကလေးကိုတကယ်လို့ဆက်ပြီးတော့လေလာမယ်အဲ့တော့ចောင်းသားတဦးချင်းစီကမိမိတို့လက်ထဲမှာပစ္စည်းတစ်ခုကိုកាយပြီးတော့လွှတ်ချကြည့်မယ်ဘလို့ဖြစ်သွားမလဲဘီနောအဲ့ဒီပစ္စည်းလေးတွေမှာတခြားပစ္စည်းလေးတွေလည်းတောက်သမီးတို့ပြုလုပ်လို့ရတယ်လုဆောင်လို့ရတယ်เนาะကဲအဲ့တော့အရာဝတ္ထုတွေဟာမြေကြီးပေါ်သို့ကျစေတဲ့အားဟာဘာအားဖြစ်မလဲ ကဲဟုတ်ပြီเนาะအဲ့တော့ဒီချက်ကမိငုံလေးဖြည့်ပေးမယ်เนาะအရာဝတ္ထုတစ်ခုရဲ့ drug ထုဆိုတာဟာအရွယ်အစားနေရာယူမှုရှိပြီးတော့ပါဝင်တဲ့ drug သားပမာဏကိုခေါ်ပါတယ်အဲ့တော့ drug ထုနှစ်ခုကြားမှာဖြစ်ပေါ်နေတဲ့အပြန်အလှန်ဆွဲရကို drug ဆွဲအလို့ခေါ်တယ်ကဘာ drug ထုကြီးမာတဲ့အရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်ကဘာတွင်လည်းဆွဲရရှိတယ်။အရာဝတ္ထုပစ္စည်းများမြေကြီးပေါ်သို့ကျခြင်းနဲ့မြေပြင်တွင်တည်ရှိနေခြင်းမှာကဘာဆွဲရကြပွဲဖြစ်ပါတယ်ကွယ်။ တတော်သမီးတို့နားလည်မယ်လို့ဒီချဲထင်ပါတယ်ဒီချဲနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဒီကျေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာမယ်เนาะအဲ့တော့ပအဝင်းချင်မှာတွေ့ရတဲ့ဒရဆွဲအကြောင်းလေးတွေကိုစဉ်းစားကြည့်ပေးပါ ကဲဟုတ်ပြီအဲ့တော့ dresser နဲ့တက်ဆိုင်တဲ့ဥမာ၃ခုလေးကိုလည်းစဉ်းစားကြည့်ပေးပါကဲအဲ့ဒါဆိုရင်ဒီချင်းတဲ့တူတူပြောကြည့်ရအောင်ဘောလုံးတစ်လုံးကိုဒီချင်းတို့လေထဲကို ပြစ်လိုက်လို့ရှိရင်ဘောလုံးပြန်ကျလာခြင်းဖန်ကွက်တစ်လုံးကျမ်းမြင်ပေါ်သို့ပြုတ်ကျခြင်းတည်တည်ကြွေခြင်းဒါလေးတွေကတွဆွဲအားကြောင့်ပဲနော်ကဲဟုတ်ပြီဒါဆိုရင်ဒီချင်းတဲ့တူတူအဓိကချက်ကလေးကိုဆက်ပြီးတော့သွားရအောင်အဲ့တော့ dress တို့နှစ်ခုကြားမှာဖြစ်ပေါ်နေတဲ့အပြန်အလှန်ဆွဲရကို dress ဆွဲရလို့ခေါ်ပါတယ် ကဘာဟာဒုတဲ့ကြီးမားသောအရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်ကဘာတွင်လည်းဆွဲအားရှိပါတယ်။အရာဝတ္ထုပစ္စည်းများမြေပြင်ပေါ်သို့ကျခြင်းမှာကဘာဆွဲအားရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကွယ်။အဲ့တော့ဒီချိန်နဲ့တူတူနောက်ထပ်သင်ခန်းစာလေးကိုဆက်သွားမယ်။ရုံးပြန်အား။ကဲအဲ့တော့ရုံးပြန်အားရောအဲ့တော့ရုံးပြန်နိုင်တဲ့အရာဝတ္ထုတစ်ခုကိုဖိလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ဆွဲဆန့်လိုက်လို့ရှိရင်ဝတ္ထုရဲ့ပုံသဏ္ဍာန်ပြောင်းသွားတယ်။ ရင်အပေါ်တက်ရောက်တဲ့အားကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့မူလအခြေအနေတို့ ပြန်လဲရောက်ရှိစေတဲ့အားကို ရုံးပြန်အားလို့ခေါ်ပါတယ်။ဟုတ်ပြီနော်။ထို့သောမူလအခြေအနေကိုပြန်လဲရောက်ရှိစေတဲ့ဂုံတက်တီကိုတော့ဒီချေတို့ကရုံးပြန်တက်တီလို့ခေါ်ပါတယ်။ဒါတော့သမီးတို့နားလည်မယ်လို့ဒီချေထင်ပါတယ်။ဒီချေနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ကဲအဲ့တော့ ဒီချေနဲ့တူတူလုပ်ငန်းတစ်ကလေးကိုသွားရအောင်အဲ့တော့ဒီချေတို့ကဘာဖြစ်လဲတရေခွင်းတခွင်းနဲ့ကျိုးတစ်ချောင်းကိုဆွဲဆက်မယ်အဲ့တော့ဒီချေကတရေပင်းလေးရဲ့ကျိုးလေးရဲ့ဒီချေမှာရှိတယ်နော်ကဲတော့ဒီချေကဆွဲဆက်မယ်အရင်ဆုံးဒီချေကတရေခွင်းလေးကိုဆွဲဆက်ကြည့်ပြပေးမယ်ဟုတ်ပြီနော်ကဲအဲ့တော့တရေခွင်းလေးကဘယ်လိုမျိုးဖြစ်မလဲကဲအဲ့တော့ကျိုးလေးရောဒီချေတရေပင်းပြီးတော့ကျိုးလေးကိုဆွဲဆက်ကြည့်ပေးမယ်ဟုတ်ပြီကျိုးကတော့ဒီမှာဟုတ်ပြီနော်ဒါနော်ကဲ ဲ့တော့ဒီခြေကပြောမယ်။ကဲအဲ့တော့ဘလို့ပြောင်းလဲသွားလဲသရေခွင်းနဲ့ဂျိုးနဲ့ကဲဟုတ်ပြီကဲဒါဆိုရင်ဒီချက်ရှင်းပြပေးပါမယ်အဲ့တော့တရေခွင်းတခွင်းနဲ့တချက်တို့ကျိုးတစ်ချောင်းကိုဆွဲဆန့်လိုက်တဲ့အခါမှာတရေခွင်းကတော့ပုံသဏ္ဍာန်နဲ့အရွယ်စားပြောင်းလဲသွားတာကိုသားတော်သမီးတို့တွေ့ရတယ် ကျိုးတချောင်းကတော့ဘာဖြစ်လဲပုံတံနဲ့ရွယ်စားမပြောင်းလဲဘူးထို့ကြောင့်တချို့သောအရာဝတ္ထုတွေဟာဆွဲဆန့်တဲ့အခါမှာပုံတံနဲ့ရွယ်စားပြောင်းလဲသွားကြောင်းတွေ့ရပြီးတော့မှအချို့ကတော့ပြောင်းလဲခြင်းမရှိပါဘူးဟုတ်ပြီနော်အဲ့တော့တရေခွင်းကတော့ဘာဖြစ်လဲတိတာထင်ရှားစွာရုံးပြန်နိုင်ပါတယ်ဟုတ်ပြီနော်ကျိုးတွေမှာတော့အုံးဆန်ကျိုးတို့ပလတ်စတစ်ကျိုးတို့တွေကတော့ဘာဖြစ်လဲတိတာထင်ရှားစွာ မယုံပြန်နိုင်တာကိုသားတို့သမီးတို့တွေ့ရပါမယ်နော်သားတို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ကဲဟုတ်ပြီလုပ်ငန်းတွေကလေးကိုဆက်ပြီးလေ့လာရအောင်အဲ့တော့တရေခွင်းကိုတချေတို့ကဆွဲဆန့်လိုက်တဲ့အခါမှာဟုတ်ပြီနော်တချေတို့တရေခွင်းကိုဆွဲဆန့်လိုက်တဲ့အခါမှာပုံသဏ္ဍာန်နဲ့အရွယ်အစားပြောင်းလဲသွားတာဟာတဲ့ဘာကြောင့်လဲတဲ့ ဟုတ်ပါတယ်အဲ့တော့ရုံးပြန်မှုရှိတဲ့အတွက်ကြောင့်ပဲเนาะကဲဒါဆိုလို့ရှိရင်ဒီချက်ကပြောပြပေးပါမယ်တရေခွင်းကိုဒီချက်တို့ကဆွဲဆက်တဲ့အခါမှာပုံသဏ္ဍာန်နဲ့အရွယ်စားပြောင်းလဲသွားတာတရေခွင်းဟာရုံးပြန်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်ရုံးပြန်နိုင်တဲ့အရာဝတ္ထုတစ်ခုကိုဖိလိရင်ဒါမှမဟုတ်လို့ရှိရင်ဆွဲဆက်လိုက်လို့ရှိရင်အရာဝတ္ထုရဲ့ပုံသဏ္ဍာန်ပြောင်းသွားပြီးတော့မှရင်းအပေါ်တက်ရောက်လိုက်တဲ့အားကိုဒီချက်တို့ဖယ်လိုက်မယ်ဆိုလို့ရှိရင်မူလပုံသဏ္ဍာန်တို့ ပြန်လဲပြီးတော့မှရောက်ရှိနိုင်ပါတယ်။ထို့သောမူလပုံသဏ္ဍာန်ကို ပြန်လဲရောက်ရှိစေတဲ့ဂုံတတိကိုရုံးပြန်တတိလို့ခေါ်ပါရဲ့ကွယ်။ဒါတို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်။ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီခြေတို့တွေကလုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာမယ်။တရေခွင်းကဲ့သို့ဆက်ပရင်ဟာလည်း

ထို့သို့ရုံးပြန်တတိရှိတဲ့အရာဝတ္ထုတစ်ခုပေါ်ကိုတက်ရောက်လိုက်တဲ့အာကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့မူလပုံသဏ္ဍာန်ကို ပြန်လည်ရောက်ရှိစေတဲ့အာကိုရုံးပြန်အားလို့ခေါ်ပါတယ်အဲ့တော့ရုံးပြန်တတိရှိတဲ့အရာဝတ္ထုကိုအားပြင်းပြင်းနဲ့ဆွဲဆန့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ။အဲအဲ့တော့တကယ်တော့ရုံးပြန်တတိရှိတဲ့အရာဝတ္ထုတွေကိုတကယ်တော့အားပြင်းပြင်းနဲ့ဆွဲဆန့်လိုက်မယ်ဆိုရင်ထိုအရာဝတ္ထုဟာပိုပြီးတော့ရှည်ထွက်လာတာကိုတွေ့ရမယ်။ ထို့ကြောင့်ရုံးပြန်တတိရှိတဲ့အရာဝတ္ထုတစ်ခုဟာရင်းအပေါ်တက်ရောက်လိုက်တဲ့အားပေါ်မှာမူတည်ပြီးတော့ပုံသဏ္ဍာန်နဲ့အရွယ်အစားအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ထို့ကြောင့်တက်ရောက်လိုက်တဲ့အားကိုဖယ်လိုက်ပါကရင်းအရာဝတ္ထုရဲ့မူလပုံသဏ္ဍာန်ကိုပြန်လည်ရောက်ရှိသွားတာကိုတွေ့ရပါမယ်။အဲ့တော့ spring ကိုအသုံးပြုပြီးတော့မှအရာဝတ္ထုများစွာကိုလည်းဒီလိုပြုလုပ်နိုင်ပါတယ်။ spring ကိုအသုံးပြုပြီးတော့ပြုလုပ်ထားတဲ့ပစ္စည်းလေးတွေကိုပေါ်ပြပေးပါဦး။ ဟုတ်တယ်ဘောပင်လေးတွေရှိတယ်ပင်ကားကူရှင် ပောင်ချိန်ဆက်စပရေမှုရဒါလေးတွေပေါ့နော်ဒါစပရေနဲ့ပြုလုပ်ထားတဲ့ပစ္စည်းလေးတွေပါဒါတို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ကဲဟုတ်ပြီဒီချက်နဲ့တူတူလုပ်ငန်းလေးလေးကိုဆက်ပြီးတော့လေ့လာရအောင်ကဲပတ်ဝန်းကျင်မှာတွေ့ရတဲ့ရုံးပြန်တက်တည်ရှိတဲ့ပစ္စည်းလေးတွေကိုစဉ်းစားကြည့်ပေးပါ ဲ့ဒီပစ္စည်းလေးတွေကိုရှာဖွေကြည့်ပါအောင်ဟုတ်ပါတယ်စပိန်ထိုင်ကုန်ဆက်ကူချုပ်တဲ့ဆက်အဝင်းညက်တဲ့ကလေးစပရေမှွေရခေါင်းစီဂျိုပြီးရင်လေးဂျိုလေးခွဂျိုဘောင်းမီတရေဂျိုဘူပေါင်းပြီးရင်တရေအသားကက်ဘောင်းမီဒူးဆိုရာဘာဘောလုံးစတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ် ဒါတို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်းကားလေးကိုဆက်ပြီးတော့လေ့လာမယ်နော်။ကဲအတော့ဒီချိန်တော့ကလုပ်ငန်းကားလေးမှာဆိုလို့ရှိရင်တော့ spray ဓမ္မမုတ်ရေးသရေခွင်းလေးကိုဒီချိန်တော့အားအနည်းနည်းလေးနဲ့ပဲဆွဲကြည့်မယ်။ပြီးအားကိုပိုဆိုင်ထုတ်ပြီးတော့ဆွဲကြည့်မယ်။ပြီးရင်နောက်တစ်ခါအားကိုမိမိတို့ရှိသမျှအားတွေအကုန်လုံးဆွဲဆန့်ပလိုက်မယ်။

ရုံးပြန်နိုင်တဲ့အရာဝတ္ထုတစ်ခုကိုတချို့အားအနည်းငယ်နဲ့ဆွဲလိုက်တဲ့အခါမှာတော့အနည်းငယ်ပုံစံလေးပဲပြောင်းပြီးတော့မှရှည်ထွက်လာပါမယ်။ပြီးတော့မှပို့ပြီးတော့အားကိုသုံးလိုက်မယ်ဆိုရင်ရောပို့ပြီးတော့ရှည်ထွက်လာမှာပေါ့။ခံနိုင်ဝင်ထက်ပို့များတဲ့အားကိုသုံးမယ်ဆိုရင်ရောဆွဲဆက်လိုက်မယ်ဆိုရင်တော့ပုံပြတ်နိုင်ပြီးတော့မှမူလနေရာကိုပြန်မရောက်နိုင်တော့ပါဘူး။အဲ့တော့ရုံးပြန်အားဟာကန့်သတ်မှုရှိကြောင်းကိုလည်းတအားတို့သမီးတို့သိထားရပါမယ်။အဲ့တော့ပုံပြတ်ခြင်းဟာဆိုလို့ရှိရင်တော့ ်တက်ရောက်တဲ့အားပမာဏပေါ်မှာတည်မိနေပါတယ်ကွယ်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီချိန်တော့အဓိကချက်ကလေးကိုဆက်ပြီးတော့သွားမယ်နော်။ကဲအဲ့တော့အဓိကချက်ကလေးမှာဆိုရင်တော့ရုံးပြန်နိုင်တဲ့အရာဝတ္ထုတစ်ခုကိုဖိလိရင်ဒါမှမဟုတ်လို့ရှင်ဆွဲဆန့်ရင်ဝတ္ထုရဲ့ပုံသဏ္ဍာန်ပြောင်းသွားပြီးရင်းအပေါ်တက်ရောက်တဲ့အားကိုဖယ်လိုက်ပါကမူလပုံသဏ္ဍာန်ကိုပြန်လည်ရောက်ရှိနိုင်ပါတယ်ထို့သို့မူလပုံသဏ္ဍာန်ကိုပြန်လည်ရောက်ရှိစေတဲ့ဂုဏ်သတ္တိကိုရုံးပြန်သတ္တိလို့ခေါ်ပါတယ် ရှုံးပြန်နိုင်တဲ့တတိရှိတဲ့အရာဝတ္ထုပေါ်သို့တက်ရောက်လိုက်တဲ့အားကိုဖယ်လိုက်ပါကမူလအခြေအနေသို့ပြန်လဲရောက်ရှိစေတဲ့အားကိုရှုံးပြန်အားလို့ခေါ်ပါတယ်။ရှုံးပြန်တတိရှိတဲ့ဝတ္ထုတစ်ခုဟာရင်းပေါ်တက်ရောက်တော့အားပေါ်မှာမူတည်ပြီးတော့မှ ပုံသဏ္ဍာန်အရွယ်အစားဟာအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ပုံပြဲခြင်းဟာတက်ရောက်တဲ့အားပမာဏပေါ်မှာတည်မှီနေပါတယ်။ရှုံးပြန်နိုင်တဲ့အရာဝတ္ထုတစ်ခုကို ခံနိုင်ဝန်ထက်ပိုများတဲ့အားကိုအသုံးပြုပြီးတော့ဆွဲဆန့်ပါကပုံပြတ်နိုင်ပြီးမူလနေရာသို့ပြန်မြောက်နိုင်တော့ပါ။ရုံးပြန်အားမှာကန့်တတ်မှုရှိကြောင်းကိုလည်းတာလို့သမီးတို့သိထားရပါမယ်။ကဲနောက်တစ်ခုကတော့လျက်စစ်အား။ကဲတချို့လိုနေတိုင်းလေးစာရအောင်။လျက်စစ်အားဆိုတာကတော့လျက်စစ်ဓာတ်ပုံနဲ့လျက်စစ်ဓမ္မအကြမ်းမှာဖြစ်ပေါ်တဲ့အပြန်အလှန်တက်ရောက်တဲ့တွန်းအားဒါမှမဟုတ်ရင်ဆွဲရပဲဖြစ်ပါတယ်။ကဲလုပ်ငန်းတက်ကလေးကိုတချို့လေးလာရအောင်။ ဘယ်လျက်စစ်ပစ္စည်းတွေမှာအပေါင်းနဲ့အနှုတ်ဆိုတဲ့သင်္ကေတလေးကိုတွေ့ဘူးပါတလေအာဟုတ်တယ်တက်ခဲပြီးတက်ခဲနဲ့ပြုတ်လုထားတယ်အသုံးပြုထားတယ်လျက်စစ်ပစ္စည်းတွေနဲ့ဘက်ထရီအိုးတွေပဲဖြစ်တယ်တွေ့ဘူးရနော်ကဲအပေါင်းနဲ့နှုတ်သင်္ကေတတွေကိုတအားသမီးတို့ဘယ်လိုနားလဲသလဲ ကဲဟုတ်ပြီအပောင်းသင်္ကေတတော့လျှက်စစ်ဓာတ်ပို့ဖြစ်ပြီးတော့အနှုတ်သင်္ကေတတော့လျှက်စစ်ဓာတ်မှာပဲဖြစ်တယ်နော်ဒါတော့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ကဲအဲ့ဒါဆိုရင်ဒီချေတော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးလေ့လာရအောင် ပုံလေးကိုကြည့်ပေးပါကဲအဲ့တော့ပုံ36ကိုကြည့်ပြီးတော့ဘလို့နားလဲလဲ ော့ပုံလေးပြပေးထားရနော်ဒါကတော့လျှက်စစ်ဓာတ်ပုံများနဲ့လျှက်စစ်ဓာတ်မှကြမှာဖြစ်ပေါ်တဲ့အားအမျိုးမျိုးတွေပဲဖြစ်တယ်နော်အဲ့တော့မြားကောင်းလေးတွေကိုကြည့်ထားပေးနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချေတို့ဆက်သွားမယ်နော်ဟုတ်ပြီနော်ပုံလေးကိုခုနကသားတို့သမီးတို့ကြည့်ထားရနော်လျှက်စစ်ဆောင်တဲ့အမှုများကြအပြန်အလှန်လျှက်စစ်အားများတက်ရောက်နေကြပါတယ်နော်။နောက်ပထမဆုံးပုံလေးကကဲဒုတိယပုံလေးကတော့မျိုးတူလျှက်စစ်များလျှက်စစ်အဖို့အချင်းချင်းလျှက်စစ်အမအချင်းချင်း တွန်းကန်ပြီးတော့မှမျိုးမတူလျှက်စစ်များမှာတော့လျှက်စစ်အဖို့နဲ့လျှက်စစ်အမတွေကစွန့်ငင်နေကြပါတယ်။ကဲအဲ့တော့ပုံလေးကိုကြည့်ပါ။ပုံရဲ့မြားကောင်းလေးမှာဆိုလို့ရှိရင်မျိုးတူလို့ရှိလို့ရှိရင်တော့တို့ကဘာဖြစ်လဲအချင်းချင်းတွန်းကန်ပြီးတော့မျိုးမတူရင်တော့စွန့်ငင်နေရယ်နော်။ကဲဟုတ်ပြီ။နောက်ထပ်တစ်ခုကတော့ဒီချေတို့ပန်လိုက်အားကဲအဲ့တော့တန်လိုက်အားလေးကိုဒီချေတို့ညီန်းလေးစာရအောင်တန်လိုက်အားဆိုတာကတော့ဝင်ရိုးစုံများအကြမှာဖြစ်ပေါ်နေတဲ့အပြန်အလှန်ပတ်ရောက်တဲ့ တွန်းအားဓမ္မမုံရင်ဆွဲရပဲဖြစ်ပါတယ်။တန်လိုက်အားဆိုတာကတော့တန်တယ်ပစ္စည်းတွေကိုဆွဲငင်နိုင်တဲ့အားပဲဖြစ်ပါတယ်။ဒါလို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်။ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ကဲအဲ့တော့ဒီချေတို့လုပ်ငန်းသုံးလေးကိုလေ့လာရအောင်။တန်လိုက်ချောင်းကိုကြည်ပါ။အဲ့တော့တန်လိုက်မှာဝင်ရိုးစုံဘယ်နှခုရှိလဲ။ဟုတ်ပြီနော်။ တန်လိုက်ချောင်းနှချောင်းရဲ့ဝင်ရိုးစုံလေးတွေကိုတချို့လို့နီးကပ်စွာထားမယ်ဆိုလို့ရှိရင်ရောဘလို့ဖြစ်မလဲကဲဟုတ်ပြီနော်အဲ့တော့ဒီချိန်နဲ့တူဖြည့်ကြည့်အောင်အဲ့တော့တန်လိုက်မှာမြောက်ဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံဆိုပြီးတော့ဝင်ရိုးစုံနှစ်ခုရှိတယ်အန်ကတော့မြောက်ဝင်ရိုးစုံ not pole ပေါ့နော်ကိုကိုစားပြူပြီးတော့ S ကတော့တောင်ဝင်ရိုးစုံစောက်ပိုးကိုကိုစားပြုပါတယ်။ဟုတ်ပြီနော်။တန်လန်ချောင်းနှစ်ချောင်းရဲ့ဝင်ရိုးစုံတွေကိုဒီချေလို့နီးကပ်စွာထားမယ်ဆိုလို့ရှိရင်တော့မျိုးတူဝင်ရိုးစုံများပေါ့နော်။မြောက်ဝင်ရိုးစုံအချင်းချင်းတောင်ဝင်ရိုးစုံအချင်းချင်းကိုထားမယ်ဆိုရင်တော့တွန်းကန်ပြီးတော့မျိုးမတူဝင်ရိုးစုံတွေဒါမှလည်းဆိုရင်မြောက်ဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံတို့နှစ်ခုကိုထားမယ်ဆိုရင်တော့စွဲငင်တာကိုတွေ့ရမယ်နော်။ကဲဟုတ်ပြီဒါဆိုရင်အဓိကချက်ကလေးကိုဒီချေလို့သွားရအောင်။ အတော့အပေါင်းသင်္ကေတလျှက်စစ်အဖို့ကို ကိုစားပြု၍အနှုတ်သင်္ကေတကတော့လျှက်စစ်အမကို ကိုစားပြုတယ်။လျှက်စစ်ဆောင်တဲ့အမှုံများကြာအပြန်အလှန်လျှက်စစ်အားများတက်ရောက်နေကြတယ်။မျိုးတူလျှက်စစ်များဟာတွန်းကန်ပြီးတော့မျိုးမတူလျှက်စစ်တွေဟာစွဲငင်ကြပါတယ်။အဲ့လိုပဲတန်လိုက်မှလည်းမြောင်းဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံဆိုပြီးတော့ဝင်ရိုးစုံနှစ်ခုရှိပါတယ်။အန်ကမြောင်းဝင်ရိုးစုံ not bo ကိုကိုစားပြုပြီးတော့ s ကတော့တာဝန်ရိုးစွန်း soft bo ကိုကိုစားပြုပါတယ်အဲ့တော့မျိုးတူဝင်ရိုးစွန်းနေရတွန်းကန်ပြီးတော့မှမျိုးမတူ ဝင်ရိုးစွန်းနေရတော့ဆွဲငင်ကြပါတယ်ကဲခုနကတစ်ချက်တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်း3အားကသင်ခန်းစာနှစ်အားအမျိုးမျိုးအကြောင်းလေးပဲဖြစ်ပါတယ်ဒါတို့သမီးတို့နားလည်မယ်လို့တစ်ချက်ထင်ပါတယ်ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်